ီ supplement တွေအကြောင်းကိုကျွန်တော်တင်ဆက်ပေးနေတဲ့ဟာတွေကအပိုင်းလည်းလုံးဖြစ်တယ်ဆိုတာကကျွန်တော်ကိုယ်တိုင်ကလည်းအရှိမဘာရဲ့အဆိုင်ကဒီ acid များတဲ့ပြဿနာရှိတာဖြစ်တဲ့အတွက် supplement တွေတောက်တဲ့ခါမှာတော်တော်ယွေးရတယ်။ amino acid ကအစကျွန်တော်ယွေးချိန်ပြီးတော့တောက်သုံးရတဲ့ပြဿနာရှိတယ်။ဒါကြောင့်မို့လို့ကျွန်တော်ကဒီဟာတွေကိုညှို့မိတာဖြစ်တယ်။ဒီဟာတွေဒီကျွန်တော်ကိုယ်တိုင်သုံးခဲ့ပြီးတော့ကျွန်တော်ကိုယ်တိုင်ကောင်းလာဖြစ်တဲ့အတွက်ဒါတွေကိုအားလုံးကိုလိုက်လို့ရတယ်ဆိုပြီးတော့ကျွန်တော်ကဒီဟာကိုညှို့မိခြင်းဖြစ်တယ်။ဆိုတော့ကျွန်တော်ပြောချင်တာက ဒီလိုမျိုးဟာတွေလုတ်ပေးနေခြင်းသည်အားလုံးအတွက်လိုအပ်နေတဲ့သူတွေအတွက်အလွယ်တကူရှာလို့ရအောင်ပစ္စည်းကောင်းတွေကိုအလွယ်တကူအချိန်ပေးပြီးတော့ recycle လုပ်ကြမလို့ပဲနဲ့ သုံးနိုင်အောင်အလွယ်တကူဝယ်နိုင်အောင်ဆိုပြီးတော့ကျွန်တော်ရွေးချက်တွေလုပ်ပေးတာဖြစ်ပါတယ်။မလိုအပ်တဲ့သူတွေအတွက်ကတော့ဒါတွေကလိုမှာမဟုတ်ဘူး။လိုအပ်တဲ့သူတွေအတွက်တည်ထားတဲ့ဒီအရန်တန်ဖို့ရှိပါလိမ့်မယ်။ဘာကြောင့်လဲဆိုရင်ကျွန်တော်တို့ကအချိန်တွေအများကြီး brand တွေအများကြီးဟိုမှာ whey protein ဆိုလေ whey protein brand တွေအများကြီးတောက်ပြီးရတာကမှတစ်ခုနှစ်ခုပဲကျွန်တော်တို့ယူပြီးတောက်တာရှိတယ်။အဲ့တော့ကျွန်တော်တို့နဲ့ပတ်သက်တဲ့သူတွေကျွန်တော်တို့ရဲ့ client တွေကျွန်တော်တို့အားပေးတဲ့သူတွေကိုကျွန်တော် sharing ပြန်လုပ်ပေးခြင်းအားဖြင့်သူတို့လိုတဲ့အခါမှာဒီဟာဒီပစ္စည်းကောင်းတယ်ငါတို့အတွက် ပို့ပြီးတော့လိုအပ်ချက်ကိုဖြည့်ဆည်းနိုင်နေတဲ့ဆွဲဟာမျိုးဆိုရင်ချိန်ကုန်လည်းတက်တာတယ်။လိုက်ပြီးတော့ဟိုလိုလိုရိုဖြစ်เสียမှလို့တော့ဒါကြောင့်မို့လို့ကျွန်တော်ကဒီလိုဗီဒီယိုတွေကိုလိုပေးနေခြင်းဖြစ်ပါတယ်။အားလုံးမင်္ဂလာပါ ကျွန်တော် supplement တွေအကြောင်းကို sharing လုပ်လာတာဆိုရင်အခုဆိုရင် episode 2အပိုင်း1ကိုရောက်ရှိလာခဲ့ပြီပေါ့နော်ကျွန်တော်ကဒီ supplement တွေကိုကျွန်တော်သုံးနေခင်ဗျားတို့တွေအကုန်လိုက်သုံးမှာဆိုပြီးတော့တိုက်တွန်းနေတာမဟုတ်ဘူးပြီးတော့နောက်တစ်ခုကဆံဝင်တယောက်လိုမျိုးဒီဟာတွေကခင်ဗျားတို့တောက်တဲ့နေတောက်ပါလို့လိုက်ပြောနေတာမျိုးမဟုတ် အဲ့တော့ဒီ supplement တွေ multivitamin တွေ vitamin mineral တွေကိုဘယ်အချိန်တွေမှာတော်တော်များများကစပြီးတော့တောက်လာကြတယ်ဆိုလို့ရှိရင်ကျွန်တော်တို့ covid ကာလမှာ immune system တက်စီဖို့ကိုခံအားကောင်းစေရဆိုပြီးတော့ vitamin C တွေ vitamin D3 တွေနောက်ပြီးလို့ရှိရင်ကျွန်တော်တို့အာငါးကြီးစီတွေစသဖြင့်ပေါ့နော်ဒါတွေကိုကျွန်တော်တို့တော်တော်များများသုံးဆဲလာကြတယ် zinc နေเนาะဒါလိုမျိုးတွေတောက်လာကြတယ်ဆိုတော့ကျွန်တော်တို့ကားဗလာသမားတွေအနေနဲ့ကျွန်တော်တို့ fitness trainer တွေအကြမ်းမိုက်လိုက်စားသူတွေအနေနဲ့ supplement တွေကိုဘာလို့တောက်ပါသလဲဒီဘိုင်းနေရှိတယ်ဆိုတော့ကျွန်တော်ကဒီကြာပြီး covid ကာလတွေမတိုင်ခင်တည်းကကျွန်တော်တို့ကကာဗလာပြိုင်ပွဲတွေကြိုင်နေတာဖြစ်တဲ့အတွက်ကျွန်တော်တို့ခန္ဓာကိုယ်မှာလိုအပ်တဲ့ vitamin mineral တွေကိုကျွန်တော်ဒီလိုမျိုး supplement တွေကိုသုံးဆက်ပြီးကြိုင်လာတာဖြစ်တယ်အဲ့လိုသုံးဆင်းလာတာဘာကြောင့်လဲကျွန်တော်တနေ့တာစားတော့တဲ့အထက်မှာ macronutrient ratio carbohydrate ဖက်ပရိုတိန်းစတာတွေအပြင်ဥမာဗိုက်တာမင် C တွေ zinc ဓာတ်တွေ folic acid တွေဗိုက်တာမင် B အုပ်စုတွေ nervous system တွေအတွက်ပေါ့နော်ဒီလိုမျိုးတွေအတွက်ကြာရင်ကျွန်တော်ကအသီးအရွက်တရားနေ natural food တွေနဲ့မလုံလောက်တဲ့အခါမှာဖြည့်စက်စာနေနဲ့ supplement တွေသုံးဆွဲရတာရှိပါတယ် supplement တွေသုံးဆွဲတဲ့အခါမှာ brand ပေါင်းစုံသုံးခဲ့ဘူးလေကိုယ်နဲ့အဆင်ပြေရလည်းရှိတယ်အဆင်ပြေရလည်းရှိတယ်အဲ့တော့ကျွန်တော်ကတော့ဒီနေ့ကျွန်တော်ရဲ့ 30ရက်အထဲမှာမှကျွန်တော်အစင်ပြေတဲ့ brand တွေကိုကျွန်တော် sharing လုပ်ပေးသွားမှာဖြစ်ပါတယ်အဲ့တော့မလိုအပ်တဲ့သူတွေလည်းမသုံးပါနဲ့လိုအပ်တဲ့သူတွေအတွက်ဆိုရင်တော့ကျွန်တော်ဘူယိုမြင်လိုက်လို့ရှိရင်အလွယ်တကူသူတို့အာချီဒီအောင်နဲ့ဈေးတက်တက်တတနဲ့ ကိုယ့်အတွက်လည်းအဆင်ပြေပြေနဲ့တုံးဆွဲနိုင်ပါစေလို့ဆိုရွေးချယ်တဲ့ကျွန်တော်ဒီအစီအစဉ်လေးကိုလုပ်ထားဖြစ်ပါတယ်ကျွန်တော်ကအစာအိမ်ရောင်းထားမှုတယ်အစာအိမ် acid များတယ်အဲ့တော့ကျွန်တော်အစာအိမ်မှာလည်း sensitive ဖြစ်တာဖြစ်တဲ့အတွက်ကျွန်တော်ကဆေးဝါးတိုင်းကိုကျွန်တော်တောက်လို့အဆင်မပြေဘူးဆိုတော့ကျွန်တော်တို့ပြိုင်ပွဲဝင်ကစားသမားတွေအနေနဲ့ဆိုတဲ့အတွက်လည်းကျွန်တော်တော်တော်လေးကိုပြိုင်ပွဲပြိုင်ဖို့အတွက်ကိုဒီများနဲ့မတူဘဲနဲ့ကျွန်တော်အစာအိမ်ပြဿနာကြောင့်အများကြီးရှောင်ချရတဲ့ဟာရှိပါတယ် ဲ့တော့ဒီရှောင်ချရတဲ့ဟာတွေအထဲမှာအစာအိမ်ကို acid မထွက်စေဘဲနဲ့တက်တက်တတဖြစ်စေတဲ့ vitamin C အုပ်စုကိုကျွန်တော်ရှာပြတယ်။အရင်ကတော့ vitamin C ကိုကျွန်တော်အခဲတွေတောက်ဖြစ်တယ်။အဲ့ဒီအချိန်မှာ အစာအိမ်ကအဲ့လို acid များတဲ့ပြဿနာတွေနဲ့ဆိုတော့ပြူလာအန်နာဘိုက်အောင်နာတွေလည်းရှိတာပေါ့။ APD ကထုတ်တဲ့ vitamin C ရေစီဆေးပြားကိုကျွန်တော်စပြီးတော့သုံးကြည့်ရတယ်ပြီးတော့ APD မှာ multivitamin နဲ့ vitamin plus man တွေဆိုပြီးတော့ ထူတက်တွေပါတခါတည်းပါပြီးသားရှိတဲ့ရေစုဆေးပြပုံစံလေးတွေကိုကျွန်တော်စတွေ့အဲ့တော့ကျွန်တော်ဗိုက်တာမင်မန်နီယံနဲ့ပတ်သက်တဲ့ဟာကိုကျွန်တော်ပြောပြပေးသွားမယ်ဗိုက်တာမင် C ကသမာ1000အားပါတယ်ပြီးရင်180အားပါတာဖြစ်တဲ့အတွက်ဒီနှစ်ခုကိုကျတော့ကျွန်တော်ရဲ့ မိတ်ဆွေဆရာဝန်တွေနဲ့တို့အမြင်နဲ့ fitness lifestyle အမြင်နဲ့ကျွန်တော်တို့ body weight အမြင်နဲ့ medical point of view အမြင်နဲ့ချိန်ထုတ်ပြီးတော့ကျွန်တော်ပြောပြပေးသွားမှာဖြစ်ပါတယ်။ဘာကြောင့်ကျွန်တော်တယောက်တည်းမပြောသလဲဆိုရင် vitamin C တထောင်အားဆိုတဲ့ဟာကများတယ်။ကျွန်တော်တို့ body weight တွေအတွက်တောက်ကြတယ်။ပြီးတော့တာမန်အားဖြင့်တော့ nutrition ဆရာဝန်တွေကတော့တထောင်နှစ်ထောင်ပေးလေရှိပါတယ်။အဲတယောက်နဲ့တယောက်ကလည်းအမြင်မတူပါဘူးနော်။အဲတော့ကျွန်တော်ဒီအမြင်လေးတွေကိုနောက်ပိုင်းမှာဆက်လက်တင်ပြပေးသွားမယ်။ဒီနေ့ကကျတော့ကျွန်တော်ပြောပြပေးချင်တာက multivitamin နဲ့ vitamin plus man ရဲ့ အဲ့ဒါကဘာလဲဆိုရင် APD ကထုတ်ထားတဲ့ multivitamin နဲ့ vitamin plus man တွေကယေစုဆေးပြားစနစ်နဲ့ဖြစ်တဲ့အတွက်ကျွန်တော်တို့အတွက်လေ့ကျင့်ခန်းလုပ်တဲ့အခါမှာကျွန်တော်က pre workout အနေနဲ့သုံးဖြစ်တယ်။သူ့မှာပါတဲ့ multivitamin တွေက vitamin C base vitamin C 100mg ပါတယ်။အဲ့နောက်ပြီးလို့ရှိရင်ကျန်တာ 100mg ဆိုတာကကျွန်တော်တို့က1000လောက်တောက်တယ်။တချို့ဆိုရင်2000လောက်တောက်တာလည်းရှိတယ် immune system ကောင်းမှုဆိုပြီးတော့ကျွန်တော်ကတော့1000ပြီးရင် vitamin plus man တွေမှာပါတဲ့100လောက်ဆိုတော့တနည်းကို1100လောက်တောက်ဖြစ်တယ်။ကျန်တဲ့အစားအသောက်တွေလည်းမှာပါတယ်ဆိုရင်တော့ကျွန်တော်ရဲ့တနည်း ဒါဗိုက်တာမင် C ကတော့1200ပဲဖြစ်မှာထင်တယ်။အဲ့တော့ဗိုက်တာမင် C ကအများကြီးတောက်လို့ရှိရင်မဆွန့်ပြစ်တဲ့ပြဿနာတွေလည်းရှိတယ်ဆိုရဲအကြောင်းအနေနဲ့ပတ်သက်ပြီးတော့နောက်ပိုင်းဗီဒီယိုတွေမှာဆရာဝန်နဲ့ကျွန်တော်ဆက်လက်ပြီးတော့ရှင်းပြပေးသွားမယ်။အဲ့တော့ကျွန်တော်နံပါတ်1တစ်ချက်ဒါလို့ရေစုဆေးပြားကိုသုံးပြတာလေ absorption ကောင်းတယ်။ခန္ဓာကိုယ်ရဲကိုပို့ပြီးတော့ချုပ်ယူအားပို့ကောင်းတယ်။ပြီးရင် APD ရဲ့ဒီမာဒီဗိုက်တာမင်တွေဗိုက်တာမင် C တွေကဘာတစ်ခုကျွန်တော်ပို့ကြိုက်တာလဲဆိုတော့အရသာအရန်ချင်းဆုပ်ပြီးတော့ အဆင်းနိုင်နေနေတာမျိုးမရှိပဲနဲ့ကျွန်တော်ရဲ့အစာရဲ့ acid ထွက်တတ်တဲ့ပြဿနာအတွက်လည်းတော်တော်လေးအဆင်ပြေတဲ့အတွက်ကျွန်တော်ဒီဟာကိုတောက်ဖြစ်တယ်ပြီးရင် multi vitamin plus မန်နီယာမှာဆိုရင် vitamin C ပါတယ် vitamin B အုပ်စုပါတယ် B1 B12 B6 စသဖြင့် vitamin B အုပ်စုတွေပါတယ်အဲ့ဒီအပြင်မှာ folic acid folic acid ဆိုအလုံးကြောင်းမှာထင်တယ်သွေးအားနည်းလို့ရှိရင်တန်တဲ့အားစေးတောက်ဆိုတဲ့ဟာအဲ့တော့သွေးအားနည်းရင်တန်တဲ့အားစေးတောက်ဆိုတဲ့ folic acid ဒီထဲမှာပါတယ် ဒါကမာရီဗိုက်တာမင်နဲ့ပတ်သက်တဲ့အကြောင်းကိုကျွန်တော်ပြောတာပြီးဗိုက်တာမင် E ပါသေးတယ်အကုန်လုံးကတော့သူ့ရဲ့ဘူးနောက်မှာရေးထားတယ်ဒါကကျွန်တော်ကထပ်ထားပြီးကျွန်တော်မှတ်မှတ်မိတဲ့လောက်ကိုကျွန်တော်ပြန်ပြောတာကျွန်တော်အမြင်နဲ့သုံးပြနေတဲ့ဟာဒီဟာတွေကကျွန်တော်အမြင်နဲ့သုံးပြနေရေစုဆေးပြလိုက်ဒီလိုမျိုးလေးတွေလာတာပေါ့ရေထဲကိုထည့်ပြီးတော့ရေ300မီလီလီတာလောက်နဲ့ဆိုအဆင်ပြေတယ်ဒါကတော့မာရီဗိုက်တာမင်ပေါ့ကျွန်တော်ကကျွန်တော်ဗိုက်တာမင် plus manier ဆိုတာကိုပါသုံးတယ်ဗိုက်တာမင် plus manier ကဘာဖြစ်လို့လဲဆိုတော့ဗိုက်တာမင် plus manier မှာထူးခြားသွားတဲ့ဟာက potassium magnesium နဲ့ potassium ဆိုတာပါတယ် ပိုတက်ဆီယမ်မက်ဂနီဆီယမ်ကယ်ဆီယမ်ကဘလို့အရေးကြီးလဲဆော့မက်ဂနီဆီယမ်ဆိုတဲ့ဟာမှာကျွန်တော်တို့တွေမဆယ်ခန့်ဖြစ်တဲ့ဟာတွေကျွတ်တက်တာတွေရှိတယ်ဆော့မဆယ်ကအရန်နာသွားပြီးတော့လေ့ကျင့်ရလောက်ထားပြီးတော့ကျွတ်တက်တာတွေမဆယ်တင်းသွားခဲသွားတဲ့ဟာတွေမှာဆိုရင်မက်ဂနီဆီယမ်ကတက်တာစီတယ် ပိုတက်ဆီယမ်ကျတော့မာဆယ်ဒီကိုကျွန်တော်တို့ကပိုတက်ဆီယမ်အရင်နေရလည်းမရမြောင်းလည်းမရဟိုက်ဒရက်တန်နဲ့ပတ်သက်တဲ့အကြောင်းအရာပေါ့နော်အဲနှလုံးနဲ့ပတ်သက်တဲ့ကိစ္စတွေပြီးတော့နောက်တစ်ခုရှိလို့ရှိရင်အဲ့ပိုတက်ဆီယမ်အရင်နေတော့ပြီးတော့မာဆယ်ဒီကပျော့ပြီးတော့အားမရှိအဲ့လိုပုံစံမျိုးလည်းဖြစ်တယ်နော်ပိုတက်ဆီယမ်အရင်နေအောင်လည်းမရအောင်နေလို့လည်းမရဒီလိုပုံစံမျိုးရှိရပြီးကယ်ဆီယမ်ကယ်ဆီယမ်တော့အလုံးတည်ပြီးတာအတိုင်းပဲအဲ့တော့ဗိုက်တာမင်ပလက်စ်မန်နေရာမှာမက်ဂနီဆီယမ်ပိုတက်ဆီယမ်ပါတဲ့အတွက်ကျွန်တော်တို့လေ့ကျင့်ခန်းလုပ်တဲ့သူတွေအတွက်ကိုကျွန်တော်တို့ pre workout အနေနဲ့မှာဒီကောင်းကိုရှင်နဲ့ဖြော်ပြီးတောက်လည်းရှိတယ်ပြီးတော့ vitamin B ဥစုပါတဲ့ ဖြစ်တဲ့အတွက် nervous system အတွက်ကိုတော်တော်လေးအဆင်ပြေတယ် mental control တွေ mental clarity တွေအတွက်ပို့ပြီးတော့ပိုကောင်းတယ်အတွက်ကျွန်တော်ကတော့ APD ရဲ့ vitamin နဲ့ APD ရဲ့ vitamin plus magnesium ဒီနှစ်ခုတော့သုံးပြတယ် vitamin C ဆိုရင်တော့ကျွန်တော်ကဒီ180အားတော့မသုံးပြဘူးဒီ180အားကကျတော့အသားမဲ့လူတွေနဲ့လေ့ကျင့်ခန်းလူတွေလုပ်တဲ့သူတွေမှာပို့ပြီးတော့အဆင်ပြေတယ်ကျွန်တော်တို့တော်တော်များများတချို့ဆိုတော့1000အားသုံးတယ်ဆိုတော့ကျွန်တော်ဒီ1000အားကိုတော့ဒါကျွန်တော်သုံးတယ်အားဒီ1000ကကျွန်တော်တို့ဒါသုံးလက်စားဒီထဲမှာကျွန်တော်နည်းနည်းပဲကျွန်တော်လည်းဒါသုံးကပ်ပဲကျွန်တော်အာဒီဒီလုံးမှာ1000အားပါတယ်ဆိုတော့ ကျွန်တော်တော့အဆင်ပြေတယ်ဒီဟာလေးညံပတ်တဲ့အကြောင်းအရာတွေကိုဒီဗီတာမင်စီအကြောင်းကိုပြီးတဲ့ကျွန်တော်ရဲ့မိတ်ဆွေရှာဝင်နေတဲ့ဆွေးနွေးတဲ့အပိုင်းလေးနောက်မှတင်ပေးမယ်ဒီနေ့ကျွန်တော် sharing လုပ်သွားပေးချင်တာကဗီတာမင်နဲ့ဗီတာမင် plus man ရဲ့အဲ့ဒီကူကတော့ကျွန်တော်သုံးပြတဲ့ဟာတွေနောက်နေ့မှတခုချင်းစီဒီနောက်ကဟာတွေကိုကျွန်တော်ရှင်းပြပေးသွားမယ်နော်ဒီဟာတွေကတော့ magnesium တို့ဒါကတော့ thermic capsule တို့ငါးကြီးတွေတို့နော်အဲ့တော့ဒီ APT ရဲ့ multivitamin နဲ့ vitamin plus man ရဲ့ကိုဘယ်လိုမျိုးတွေသုံးလို့ရလဲဆိုလို့ရှိရင် ကလေးတွေနဲ့ပတ်သက်ပြီးတော့6နဲ့အထက်တွေကတော့ဆံအောင်နဲ့တိုင်ပင်တဲ့လို့ထင်တယ်။ဒါဆိုကျွန်တော်ကတော့လူကြီးတွေနဲ့ဒီဂျင်ဆော့တဲ့သူတွေကိုကျွန်တော်ကပူဇော်ပေးပြီးတော့ကျွန်တော်ကျွမ်းကျင်တယ်အဲ့တော့ကျွန်တော်အဆင်ပြေတယ်အစာအိမ်နဲ့ပတ်သက်ပြီးတော့အဲ့လိုအဆင်များတတ်တဲ့သူတွေအတွက်လည်းတောက်ကတာတော်တော်လေးအဆင်ပြေတဲ့အတွက်မိုက်တယ်ဆိုတော့ကျွန်တော်တို့နေ့စဉ်စားတဲ့ lifestyle ထဲမှာ multi vitamin တွေပြည့်ပြည့်ဝဝမစားနိုင်တဲ့ဟာတွေလည်းရှိကောင်းရှိနိုင်တယ်အဲ့ဒီတော့ကျွန်တော်တို့ကလိုအပ်တဲ့ဟာတွေကိုဒါမျိုးနဲ့ဖြည့်ဆွက်တယ် ဒါမှမဟုတ်လို့စနစ်တကျလှုပ်ရှင်နေဆိုလို့ရှိရင်ဆရာဝန်နဲ့တိုင်မယ် nutrition ဆရာဝန်နဲ့တိုင်မယ်ပြီးတဲ့အခါမှကြာရင်တောက်လို့ရတယ်ကျွန်တော်အတွက်ကတော့တော်တော်လေးအဆင်ပြေတယ်ပြီးတော့နောက်တစ်ခုက sugar free ဖြစ်တယ်မိုက်တယ်အဲ့အတွက်လည်းကျွန်တော်ပြိုင်ပွဲနာနေဒီတုံးသွားလို့ရတယ်ဖေဘက်ကောင်နေနဲ့တုံးတယ်ပြီးရင်သူကဂျာမနီဂျာမနီမိတ်ဂျာမနီဘေ့စ်လာတာဖြစ်တဲ့အတွက်လည်းတော်တော်လေးကောင်းတယ်အနောက်မှာလည်းမြန်မာလူတွေရေးပြီးထားတာတွေလည်းရှိတယ် နော်အဲ့တော့နီးစက်ရဆေးဆိုင်တွေမှာမေးဝယ်လို့ရတယ်အာဂျင်မှာလေ့ကျင့်ရလုပ်တဲ့သူတွေအာမက်ခရိုနျူထရီယန့်ရီချိုးတွေကိုပြည့်ပြီးတော့အန်တီအောက်ဆီဒင့်တွေပြည့်အောင်ကလူအပ်ဖို့မစားနိုင်တဲ့သူတွေဓာတ်ရက်ကိုကြုံတယ်လို့စားနေတဲ့သူတွေအသီးအနှံအသီးအရွက်တွေမာရီဗီတာမင်တွေပြည့်အောင်မစားနိုင်တဲ့သူတွေအနေနဲ့ဖြည့်စက်တာအနေနဲ့တောက်မယ်ဆိုလို့ရှိရင်ကျွန်တော်တို့ဒီနှစ်ခုညွှန်ပေးခြင်းအဲ့တော့ကျွန်တော်တောက်မယ်ကျွန်တော်တောက်နေတဲ့ supplement တွေ တစ်ခုချင်းစီကောင်းတဲ့ဟာတွေကိုကျွန်တော်ဒီနေ့ရွေးချယ်ပြီးတော့ပြင်ဆင်ပေးသွားမှာဖြစ်ပါတယ်။နောက်ပိုင်းနေမှာကျွန်တော်တို့ပြန်လည်တွေ့ကြမယ်။ကျွန်တော်ပြောတဲ့ဗီဒီယိုလေးတွေကအကျိုးရှိတယ်ဆိုရင်ရှယ်ပေးသွားလို့ရပါတယ်။အားလုံးကျေးဇူးများကြပါတယ်။